်မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ် တပရင်ရှိစာတင်ကြောင်းကိုစစ်တပ်ကလင်းရင်နဲ့ပုံကျင်းမှုကြောင့်ကလေးများနဲ့ဆရာမများတင်ဆောင်မှုဖြစ်တဲ့အစိုးရကအပြင်းထန်ဆုံးရှုံချပြီးစစ်တပ်ရဲ့အကြမ်းဖက်မှုတွေရတံပေါ်ကနေဒါကတိုက်တွန်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။သခိုင်းတိုင်းတပရင်မြို့နယ်ရှိအိုးထိန်ခွင်ချင်းရွာစာတင်ကြောင်းကိုစစ်တပ်ကလင်းရင်နဲ့ပုံကျင်းမှုကြောင့်ကလေးများနဲ့ဆရာမများတင်ဆောင်မှုပေါ်အပြင်းထန်အစိုးရကအပြင်းထန်ဆုံးရှုံချကြောင်းဖြစ်တဲ့နိုင်ငံဆိုင်ဝင်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူကထုတ်ပြန်ပြောဆိုပါတယ်။မေလ12ရက်နေ့သခိုင်းတိုင်းတပရင်မြို့နယ်ရှိစာတင်ကြောင်းကိုမြန်မာစစ် တပ်ကလေကြောင်းတိုက်ခိုက်မှုကြောင့်ကလင်းငယ်များအထိကပါဝင်တဲ့လူဒါဇင်ပေါင်းများစွာတိစောင်းမှု ဖြစ်ပွားခဲ့ပြီးလူဒါဇင်ပေါင်းများစွာတန်ရာရခဲ့တဲ့တိုက်ခိုက်မှုကိုပြင်သစ်နိုင်ငံကအပြင်းထန်ဆုံးရှုံချလိုက်တယ်လို့သိရပါတယ်စစ်တပ်ကထုတ်ပြန်ထားတဲ့အပြစ်ခံရဲစိမ်းနဲ့လုံးဝဆန့်ကျင်ဘဲဖြစ်ပြီးအခုအရက်သားတွေကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုအတွက်ကမြန်မာစစ်တပ်ရဲ့ပုံကျဲတိုက်ခိုက်မှုဗျူဟာရဲ့တစိမ့်တစ်ပိုင်းဖြစ်ကြောင်းမြန်မာစစ်တပ်ကအဲ့ဒီပုံကျဲတိုက်ခိုက်မှုမျိုးကိုလွန်ခဲ့တဲ့ရက်သက်တစ်ပတ်အနည်းငယ်ကမြင်းငလင်တန်ခံခဲ့ရတဲ့နေရာဒေသတွေမှာလည်းပြုလုပ်ခဲ့ကြောင်းပြင်သစ်အစိုးရ ကဆိုပါတယ်ဒီတိုက်ခိုက်မှုကြောင့်တေဆုံးခဲ့ရသူတွေရဲ့မိသားစုဝင်တွေနဲ့၎င်းတို့ရဲ့ချစ်ခင်ရသူတွေအားလုံးကိုပြင်သစ်နိုင်ငံကအစာနာပါကြောင်းဝမ်းနည်းပါကြောင်းပြင်သစ်နိုင်ငံနေနဲ့မြန်မာပြည်သူတွေနဲ့အတူမမမမရှက်တီနဲ့ရှိပြီးနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကိုလေးစားလိုက်နာကြဖို့အကြမ်းဖက်မှုတွေအဆုံးသတ်ကြဖို့နဲ့ပဋိပက္ခမှာပါဝင်သူတွေအားလုံးကြားတွေးဆောင်ဆွေးနွေးပြီးအပြေရှားဖွေကြဖို့ထပ်မံတောင်းဆိုလိုက်ကြောင်းပြင်သစ်အစိုးရကထုတ်ပြန်ပါတယ် အလားတူကနေဒါအစိုးရကလည်းစကိုင်းတိုင်းတွင်ရှိစာတင်ချောင်းကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုကြောင့်တိစုံခဲ့ရသူတွေအတွက်ဝမ်းနည်းစိုးရိမ်ထိလန့်နေရကြောင်းမြန်မာစစ်တပ်အနေနဲ့အကြမ်းဖက်မှုတွေအရှိန်လျှော့ဖို့အရက်သားတွေကိုအကာအကွယ်ပေးနိုင်ဖို့နဲ့နိုင်ငံတကာဥပဒေကိုလေးစားလိုက်နာဖို့ကနေဒါအစိုးရက တောင်းဆိုကြောင်းကနေဒါအစိုးရကထုတ်ပြန်ကြေညာထားပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ထိုင်းမြန်မာနယ်စပ်နီးစစ်ကောင်စီရဲ့ခမာယာ24မော်ဖိုးကီစစ်စခန်းကို KNL ပူပေါင်းတပ်တွေကစတင်တိုက်ခိုက်ပြီးပြည်သူ၄၀ကျော်ထိုင်းဘက်ကိုစစ်ပီးရှောင်နေကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ် ်ထိုင်းမြန်မာနယ်စပ်နီးစစ်ကောင်စီရဲ့ခမာရ24တိုင်ရဲ့တပ်ဆွဲထားတဲ့မော်ဖိုးခေစစ်စခန်းကို KNL ပူးပေါင်းတပ်တွေကစတင်တိုက်ခိုက်နေပြီးပြည်သူ400ကျော်ထိုင်းဘက်ကိုစစ်ပီးရှောင်နေရကြောင်းထိုင်းနိုင်ငံမှာမဲဆောက်မီဒီယာကသတင်းဖော်ပြပါရယ်မေလ15ရက်နေ့မနက်ပိုင်းကစတင်ပြီးကရင်ပြည်နယ် KNU တပ်မှ9နေမြေအတွင်းမှာ KNL KNDO အပါအဝင်ပူးပေါင်းတပ်တွေကထိုင်းမြန်မာနယ်စပ်နီးစစ်ကောင်စီတပ်ရဲ့ခမာရ24တိုင်ရဲ့တပ်ဆွဲထားတဲ့မော်ဖိုးခေစစ်တပ်စခန်းကိုစတင်တိုက်ခိုက်ခဲ့ကြောင်းဒရုန်းများနဲ့ပုံကျဲတိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရပါရယ် ဒီလိုတိုက်ခိုက်နေမှုတွေကြောင့်ထိုင်းမြန်မာနယ်စပ်နေရှိကျေးရွာတွေမှာမြန်မာနိုင်ငံသား414ဦးကထိုင်းနိုင်ငံဘက်ကိုဒီကနေ့မနက်ပိုင်းထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်းသိရပါတယ်။ မေလ23ရက်နေ့ညနေပိုင်း KNU နဲ့ PDF ပူးပေါင်းတပ်တွေကစစ်ကောင်စီခမရ24တိုင်ရဲတာလင်ဖြူဟာစစ်စခန်းကိုသိမ်းပိုက်ပြီးတဲ့နောက်မေလ15ရက်နေ့မှာထပ်မံပြီးစစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်နေခြင်းဖြစ်ကြောင်းအကြမ်းဖက်စစ်တပ်ရဲ့တာလင်ဖြူဟာစခန်းကိုသိမ်းပိုက်ရမှာစစ်သားအလောင်း10လောင်းရရှိထားပြီးစစ်သား20ကျော်ထိုင်းဖက်ခြမ်းကိုထွက်ပြေးသွားခဲ့ကြောင်းသိရပါတယ်။မေလ9ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီရဲ့တခေါပီခွေစခန်းကို KNL PDF ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မေလ17ရက်နေ့မှာတာလင်ဖြူဟာစစ်စခန်းကြီးကိုထပ်မံသိမ်းပိုက် င်ခဲ့ပြီးထိုင်းမြန်မာနယ်စပ်အနီးရှိစစ်တပ်စခန်းများကို KNL တပ်မခွနစ်ကစက်တိုင်းသိမ်းပိုက်ထိုးစစ်ဆင်နေတာဖြစ်ပါတယ် KNU ကမလာအပီလာနဲ့အခုမေလာအတွင်းထိုင်းမြန်မာနယ်စပ်အနီးမှာစစ်ကောင်စီရဲ့ပူလူတူခလဲတီတခေါပီကွေမော်ဖားသူစခန်းတာလေစခန်းများကိုစက်တိုင်းတိုက်ခိုင်းသိမ်းယူခဲ့ပြီးထိုင်းမြန်မာနယ်စပ်လက်ကျန်စခန်းများအနီးနဲ့မော်ဖိုးကီမေလာနဲ့နော်တရားစစ်စခန်းများသာကျန်ရှိတော့ချိန်မော်ဖိုးကီစခန်းကိုပါဒီကနေ့စတင်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်တစ်ပုတ်အနည်းငယ်လေကြောင်းတိုက်ခိုက် ်မှုတွေအတွက်စစ်ကောင်စီအလုံးစုံတာဝန်ခံရမယ်လို့ NRFF ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အာနာသိပြီးနောက်စစ်ကောင်စီကျူးလွန်ခဲ့တဲ့ဆရာဆွေးမှုတွေပေါ်ပြစ်ဒဏ်ကင်းလွန်ခွင့်မရှိသေးပဲအလုံးစုံတာဝန်ခံရမယ်လို့ရှာမညာဖက်ဒရယ်အင်အားစုအသင်း NRFF ကမေလ14ရက်မှာသဘောထားထုတ်ပြန်ပါတယ်။ မေလ12ရက်နေ့ကစကိုင်းတိုင်းဂျပန်ရင်းမြို့နယ်အိုးထိန်တွင်ရာစတင်ကြောင်းစစ်ကောင်စီရဲ့လင်းကျောင်းတိုက်ခိုက်မှုကြောင့်ဆီယာမာရီပါဝင်ကလင်းငယ်တွေထိခိုက်ဒေဆုံးခဲ့ရမှုနဲ့ပတ်သက်ပြီးသဘောထားထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အိုးထိန်တွင်ရာစတင်ကြောင်းစစ်ကောင်စီရဲ့လင်းကျောင်းတိုက်ခိုက်မှုကြောင့်ဆီယာမာနောကလင်းငယ်20နောက်တည်ဆုံးခဲ့ပြီးဒဏ်ရာရသူ60ကျော်ရှိတာဟာနိုင်ငံအတွက်နောက်ထပ်ဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်တယ်လို့ NRFF ကဆိုပါတယ်။ အာနာသိမ်းပြီးနောက်စစ်ကောင်စီအနေနဲ့ဆင်ရဆွေးမှုတွေကိုတရားလက်လွတ်ကျူးလွန်နေပြီးအခုလိုစာတင်ချောင်းကိုရွေကျက်ရှိရှိလေးချောင်းပုံကျဲတိုက်ခိုက်တာចောင်းသားចောင်းသူအပါဝင်ဆရာဆရာမတွေကိုတပ်ဖြတ်ခဲ့မှုအတွက်ပြစ်ဒဏ်ကင်းလွတ်ခွင့်မရှိစေဘဲတာဝန်ခံရမှာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ပြည်သူတွေအနေနဲ့ငလင်တန်းချောင်းအတိဒုက္ခရောက်နေချင်းစစ်ကောင်စီကနိုင်ငံတကာကိုမျက်နှာချိုးသွေးပြီးအပြစ်ခတ်ရစိုင်းကြီးညာထားပေမဲ့သူတို့ကိုယ်တိုင်အကြိမ်ကြိမ်စတင်ချိုးပေါက်ကအရက်သားပြတ်မှတ်ကိုတိုက်ခိုက်တာဟာစိတ်ကောင်းချိတ်ပြီးခွေးသားရောက်နေတဲ့လုပ်ရဖြစ်တယ်လို့ဝေဖန်ထားပါတယ်။ဒီလိုအရက်သားပြည်သူ တွေနဲ့ကလေးငယ်တွေတည်ကြည်ပျက်စီးစေခဲ့တဲ့ဆေးအုပ်စုရဲ့အကြမ်းဖက်လုပ်ရက်တွေဆက်လက်မဖြစ်ပွားစေဖို့နိုင်ငံတကာအတိုင်းဝိုင်းနေတွေနဲ့လီယင်စီပါဝင်ဆက်လက်နဲ့ပစ္စည်းတင်ဖို့ရောင်းချနေရတွေကိုချက်ချင်းရပ်တန့်ပြီးလက်တွေထိရောက်တဲ့အရေးယူမှုတွေချမှတ်ပေးဖို့ NRFF ကတောင်းဆိုထားပါတယ်။ရမညာဖက်ဒရယ်အင်အားစုအသင်း NRFF အနေနဲ့မြန်မာပြည်သူတွေအတိဒုက္ခချုပ်ငင်းစေဖို့အတွက်အာဏာရှင်စနစ်အမြင့်ပြတ်ချင်မုံရင်းနဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးဒီမှာလူထုနဲ့လက်တွဲပြီးဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့အရက်သားတွေအစုလိုက်ပြုံလိုက်သိဆုံးရမှုအကျဉ်း80ထက်မနည်းရှိလာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အာနာသိမ့်မှု၄နှစ်ကျော်အတွင်းအရက်သား၁၀ဦးနဲ့အထက်အစုလိုက်ပြုံလိုက်သိဆုံးခဲ့တဲ့ဖြစ်စဉ်အကျဉ်း80ထက်မနည်းရှိလာပြီးအရက်သား1600နီးပါးသိဆုံးခဲ့တယ်လို့ ISP မြန်မာကမေလ23ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။အစုလိုက်ပြုံလိုက်သိဆုံးခဲ့ရမှုတွေမှာစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်တာ၊စစ်ကြောင်းဝင်ချိန်မီးရှို့တပ်ဖြတ်တာ၊လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာနဲ့အခြားလက်နက်ကင်ဖွဲ့ရဲ့တပ်ဖြတ်ခြင်းတို့ဖြစ်ပါတယ်။ဖြစ်စဉ်တွေဟာတိုင်းနယ်ပြည်နယ်၁၁ခုမှာဖြစ်ပွားခဲ့ပြီး အများစုကစကိုင်းတိုင်းမှာဖြစ်ပါရယ်ဒီရက်ပိုင်းတွင်စကိုင်းတိုင်းကတပည့်ရင်းမြို့နယ်အိုးတိန်တွင်ကြေးရွာစတင်ကြောင်းဘုံချဲခံရမှုနှင့်ရခိုင်ပြည်နယ်ရတိတောင်မြို့နယ်ကထွန်းရဝေရွာလေကြောင်းတိုက်ခိုက်ခံရမှုတို့ပါဝင်ပါရယ်စစ်ကောင်စီအနေနဲ့အပြစ်ရက်ကြီးညာပြီးတလကြောတွင်လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အိုးတိန်တွင်နယ်ထွန်းရဝေဖြစ်စဉ်အပါဝင်အရက်သား၁၀ဦးနှင့်အထက်အစုလိုက်ပြုံလိုက်တိစုံမှုဖြစ်စဉ်၆ခုထပ်မင်းရှိခဲ့တာပါအဲ့ဒီဖြစ်စဉ်၆ခုစလုံးကအရက်သားတွေနေထိုင်တဲ့ကြေးရွာတွေနဲ့စတင်ကြောင်းတွေပဲတိုက်ခိုက်ခံရတာဖြစ်ပြီးအရက်သား၁၁၃ဦးထပ်မင်းတိစုံ ခဲ့တယ်လို့ ISP မြန်မာရဲ့အချက်လက်တွေကဖော်ပြပါရယ်မြန်မာနိုင်ငံအလဲပိုင်းမှာငလင်းလောက်ခတ်ပြီးရဲ့နောက်ပိုင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခတ်မှု942ကြိမ်ထက်မနည်းရှိပြီးအဲ့ဒီပမာဏရဲ့60ရာခိုင်နှုန်းနီးပါးကအပီလာနှစ်ရက်နီးအပြည့်ရဲ့ကြီးညာပြီးရဲ့နောက်တိုက်ခိုက်ခဲ့တာပါစစ်ကောင်စီကကချင်ကရင်ရှမ်းစကိုင်းမကွေးနဲ့ရခိုင်ကစည်ရည်တင်းမာနီရဲ့နေရာတွေအပြင်ပဋိပက္ခလုံဝမရှိရဲ့မြို့ရွာတွေကိုပါလေကြောင်းကနေပုံကျဲတိုက်ခိုက်နေပြီးကချင်ပြည်နယ်ကအများဆုံးတိုက်ခိုက်နေကြတာပါလေကြောင်းတိုက်ခိုက်မှုတွေဟာတိုက်ခိုက်ရေးလင်းရဲ့အပအဝင် drone နဲ့စက်တက်လေးတီတွေက ကိုအသုံးပြုပြီးစစ်ကောင်စီကလှုပ်ဆောင်နေတာဖြစ်ပါတယ်ဒီလိုလှုပ်ဆောင်ရမှာစည်ရေးပြမှတ်တွေအပြင်စစ်ကောင်စီထိန်းချုပ်နိုင်မှုမရှိတော့တဲ့ဒေသတွေကလူနေရပ်ကွက်ကျေးရွာစည်းရုံတာသနီကအဆောက်အုံတွေနဲ့စာတင်ကျောင်းတွေလည်းပါဝင်နေလို့ ISB မြန်မာကထုတ်ပြန်ထားပါတယ်ဆလပီအင်ဒိုဂျီဒေတာမှာတိုက်ပွဲဖြစ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်မိုးကြီးမြို့နယ်အင်ဒိုဂျီဒေတာ ကိုစစ်ကောင်စီတပ်ကထိုးစစ်ဆင်လာပြီးကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့တိုက်ပွဲဖြစ်ခဲ့ပြီးစစ်ကောင်စီတပ်သေဆုံးထိခိုက်ခဲ့ကြောင်းကချင်တရင်အရင်မြစ်တချို့ကပြောပါရယ်မေလ14ရက်မနက်9:00နာရီကစပြီးစစ်ကောင်စီနဲ့ရှမ်းပြည်ပူပေါင်းတပ်ဖွဲ့ကအင်းတော်ကြီးဒေသစနုံကုန်းရှိ KIA တပ်စခန်းရှိရာထိုးစစ်ဆင်လာခြင်းဖြစ်တယ်လို့ဆိုပါရယ်စနုံကုန်းမှာစကားစာစစ်ကြောင်းထိုးလို့တိုက်ကြတာလို့ကချင်တရင်အရင်မြစ်တအုပ်ကပြောပါရယ်တိုက်ပွဲ9:00နာရီဝန်းကျင်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ကတိုက်ဆုံမှုရှိရဲ့လို့အခြားစစ်ရေးတရင်အရင်မြစ်ကပြောပါရယ်စာခနဲ့ ရှမ်းနီဘက်က73ရောက်သေးတယ်20ကျော်ဒဏ်ရာရတယ်လို့ပြောတယ်စကန်းကိုငါတို့ဆုံးခွာပြီးကျွန်တော်မရှိသေးဘူးလို့၎င်းကဆက်ပြောပါတယ်စကောင်စီပူပေါင်းတက်များဆက်ရှိနေပြီးတိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်သေးတယ်လို့စစ်ရေးတရင်အရင်းမြစ်တွေကပြောပါတယ်လက်နက်ခရံသိမ်းဆဲရမိတဲ့တရင်တော့မရသေးဘူးတိုက်ပွဲကတော့ဆက်ဖြစ်အောင်ပဲထင်တယ်လို့စစ်ရေးတရင်အရင်းမြစ်တွေကပြောပါတယ်စကောင်စီနဲ့ပြည်သူစစ်တွေကဖားခန့်ဒေသမှာဒေသတွေကိုပြန်လည်ထိန်းချုပ်နိုင်ရေးလူအင်အားများ သုံးပြီးမြေပြင်ဝေဟင်ပစ်ကူနဲ့ထိုးစစ်ဆင်လာပြီးအေပီလာနဲ့မီလာမှာဖားကတ်မျိုးနဲ့အတွင်းကြရရင်တိုက်ပွဲဖြစ်ပွားမှုရှိတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်